အဒီမှာလဲကျွန်တော်က green building တွေကိုပြန်သုံးစေခြင်းနဲ့လူတွေလည်းအိမ်ပေါ်ပြန်တက်စေခြင်းနဲ့နောက် ban တွေပါရဆိုလို့ရှိရင်လည်း ban လုပ်တွေပြန်လုပ်စေခြင်းနဲ့ဈေးတွေဆိုင်တွေဆိုလို့ရှိရင်လည်းပြန်လုပ်တဲ့ဟိုပါပေါ့လေ process ဆိုအမြန်ပြန်ရုပ်ပြန်လုပ်စေခြင်းနဲ့ဆိုတော့အဲ့လိုလုပ်တဲ့အချိန်မှာလဲအဓိကဒီပြန်နေတယ်ဆိုတဲ့အချိန်မှာလဲနေတဲ့လူတွေဘက်ကလည်းပြင်ဆင်ရမှာရှိရှိတယ်အဲ့ဒါပါလဲဆိုတော့ after shock တွေပါရှိအောင်မယ် ရှင်းအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုကောင်းလဲငလျားလှုပ်အောင်မှာပြည့်စုံရရှင်ပြေးရအောင်မှာဆိုတော့ဒီပြန်နေတဲ့အချိန်မှာလဲကျွန်တော်တို့က training တွေပါလေအပြည့်နောက်ပြီးတော့ဒီဟိုပါပေါ့လေလိုင်းနာစရာရှိတဲ့ဟာတွေကိုလည်းအပြည့်ကျွန်တော်တို့လိုင်းနာထားဖို့လိုပါတယ်ဆိုတော့အခုဆိုရင်စစချင်းဖြစ်တော့ဆိုရင်ဘာ warning မှမရှိပဲနဲ့ခံရတာအခုဆိုရင်လှုပ်ခဲ့တဲ့ဟာလည်းတိနေပြီ warning လည်းရှိပြီဆိုတော့အဲ့ဒီ warning နဲ့ light လျော်ညစ်တွေဖြစ်အောင်ကျွန်တော်တို့လုံးကြဖို့ပါပဲ နောက်တစ်ခါ building တွေကိုဒီလို green များတဲ့ဟာကိုရှားတယ်ဆိုတဲ့အချိန်မှာဒီမှာဒီ green ကိုပြောတဲ့အချိန်မှာလည်းကျွန်တော်တို့က building တွေ safe ဖြစ်တယ်နောက်ပြီးတော့ပြန်နေပါဆိုတဲ့ဟာကိုလည်းတက်တိုက်တွန်းတွန်းပြောပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်အစမှပြောသလိုပေါ့ဒီအချိန်မှာ efficient ဖြစ်ဖြစ်ကျွန်တော်အလုံးလုံးနိုင်လေကျွန်တော်ပြန်ပြီးတော့ဟိုပါပေါ့လေပေါ့လေ recovery လုပ်တဲ့အချိန်မှာလည်းကျွန်တော်ပို့ပြီးတော့ကောင်းလေပေါ့เนาะဆိုတော့အဲ့ဒါကြောင့်ဘာကြောင့်ကျွန်တော်တို့ကဒီဟာကိုစိတ်ဖြစ်တဲ့ဟာကိုရရတင်းတင်း ပြောနိုင်လဲဆိုတဲ့ဟာလေးကျွန်တော်ဆက်ပြောပါမယ်အချက်နှစ်ချက်ပါပထမတစ်ချက်ကကျွန်တော်တို့ဟိုပါလေ shape table နဲ့ကျွန်တော်ရှင်းပြီးတော့ပြောခြင်းပါတယ်ဒါပါလဲဆိုတော့ e defense ဆိုတာကဟိုပါပေါ့လေဂျပန်ပြည်မှာရှိတဲ့ကမ္ဘာအကြီးဆုံး shape table လို့ကျွန်တော်ပြောလို့ရတဲ့ဟာပေါ့နော်အဲ့ဒါကဟိုပါပေါ့လေမီတာ20နောက်ပြီးတော့15မီတာရှိတယ်နောက်ပြီးတော့10တန်းလောက်ထိအောင်ကျွန်တော်တို့ real size ကျွန်တော်တို့ဟိုစောက်ပြီးတော့အဲ့ဒါကို shape လို့တာပေါ့နော် shape လုပ်တဲ့အချိန်မှာကျွန်တော်တို့ဟိုပါပေါ့ 1G လောက် 1.5G လောက်ထိအောင်ကျွန်တော်အားဟိုပါဘောကြိုက်တဲ့ငလျင်အမျိုးအစားပဲပဲဖြစ်ဖြစ်အဲ့ဒီဟာကိုဒီဒီဒီဘောမှာငလျင်တုလုပ်ပြီးတော့ကျွန်တော်ဘယ်လိုပြက်လဲဘယ်လိုကြံလဲဆိုတဲ့ဟာကို test လုပ်တာဗောနော်အခုကျွန်တော်တို့လှုပ်သွားတဲ့ငလျင်ကဒါကိုလည်းကျွန်တော် shake table လို့ပဲပြောခြင်းပါတယ်ဆိုတော့ဒီ shape table ကကျွန်တော်အခု building တွေကို shape လုပ်တိုက်တဲ့ဟာမိုင်300ရှည်တဲ့နောက်ပြီးတော့ဘက်ကလည်း100မိုင်လောက်ရှိတဲ့ တကယ် real earthquake နဲ့7.7ဆိုတဲ့အင်မတန်ကြီးပါဆိုတဲ့ဆိုတဲ့ earthquake နဲ့ကျွန်တော် shake လုပ်ပြီးတော့ဟိုဟွာပေါ့လေစမ်းလိုက်တာပါဆိုတော့အဲ့ဒါကိုကျွန်တော်ပြောလေ့ရှိတာဟိုဟွာပေါ့လေ earthquake example building ကိုဆိုတော့ဒီအဆောက်အဦကတကယ်အခုဆိုရင်လည်းတွေ့ပါလိမ့်မယ်မန်လေးရောက်ဘူးတဲ့သူတွေတော်တော်များပါတယ်ကျွန်တော်အကူလည်းပါပါတယ်သူလည်းဟိုဟွာယုံသွားကြည့်တာတို့ပါလို့ဆိုတော့ရောက်ပြီးသားပါဆိုတော့မြင်လိမ့်မယ်အဆောက်အဦတွေအဲ့မှာ တချို့တွေရိုင်းနေတာရှိတယ်တချို့တွေတိုင်းဒီမှာခေါင်းကြည့်နေတာတွေပါရှိနေပဲဒါပေမဲ့အဲ့အဲ့မှာကြံနေတဲ့ဆိုတော့အဆောက်အဦတွေကဒီတကယ် real shake ကြီးကိုခံပြီးတော့မှသူတို့ကကြံတာပါဆိုတော့အဲ့အဆောက်အဦတွေကဘာလဲဆိုတော့ tested ပါနောက်ပြီးတော့ proven ပါနောက်ပြီးတော့ certified ပါကျွန်တော်အခုဒီမှာရှိနေတဲ့အဆောက်အဦဘယ်လောက်ခံအောင်ပဲဆောက်တော့ဟိုပါလေဆရာဦးစံဦးဆွဲဆွဲထားပေးတာပါဆိုတော့ဒါပေမဲ့အဲ့ဒါက tested မဟုတ်သေးဘူး ော့မန္တလေးမှာကြံတဲ့အဆောက်အဦတွေကတက်ဆက်ပါတေးကြပါတယ်တော့အဲ့မှာညာထရှည်ဟိုပါလေမကောင်းတာတစ်ခုခုပါတယ်ဆိုလို့ရှိရင်ဒီမှာပြောက်ပြတယ်အဆောက်အဦကရိုင်းလဲလဲမယ်အဲ့လိုမျိုးပြပါမယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဘာပြောနိုင်လဲဆိုတော့ဆက်ဆက်ကျွန်တော်တို့ပြောတယ် green ဆိုတဲ့ဟာတွေကနည်းနည်းပပပဲဟိုပါလေအပွန်းပဲ့လေးပါလေးရှိတဲ့ဟာမျိုးတွေကသူကတကယ်ဟိုပါလေအောင်မှတ်ကောင်းကောင်းနဲ့အဲ့လိုမျိုးဂုံနူးတွေထွက်တာလေအဆောက်အဦလို့ကျွန်တော် အမြဲတမ်းပြောလေရှိပါတယ်။နောက်တစ်ခုက minor repair နည်းနည်းပါးပါးလေးဟိုပါပေါ့မှန်နေပါလေ၊ကွဲပါညာအဲ့ဒါမျိုးဆိုလို့ရှိရင် तू ကလိုခောက်မလဲ credit တန်ကောင်းကောင်းဝင်နေဟာကိုနောက်ပြီးတော့ yellow လောက်နည်းနည်းပြင်ရမယ့်ဟာများတဲ့ဆိုလို့ရှိရင်တော့အမှတ်60လောက်ပေါ့။နောက်ပြီးတော့ဒီဒီဟိုပါပေါ့နည်းဒီတဲ့နည်းနည်းပို့ပြီးတော့ပြင်ရမယ့်ဟာဆိုလို့ရှိရင်အမှတ်90ကျော်လောက်ပေါ့။နောက်ပြီးတော့အဲ့ဒီ major retrofit ပေါ့တော်တော်များများပြင်ရမယ်ဟိုထောက်တီထောက်လောက်ရမယ်ဟာတွေကကျွန်တော်တို့က moderation နဲ့အောင်တဲ့ ဟိုအသောက်ဥတွေလို့ကျွန်တော်ပြောလို့ရတာပေါ့နော်နောက်ပြီးတော့ပြိုးသွားလဲရိုင်သွားလဲပြက်သွားလဲဟာကတော့တာမူရဲ့ကြတဲ့အသောက်ဥတွေပါဆိုတော့ဘန်လေးမှာတွေ့ပါမယ်ကျွန်တော်တို့အထက်ဟိုပါလေကနတရှိတဲ့တွေတော်တော်များများဟိုတယ်တွေပါရဆိုလို့ရှိရင်တို့တွေစာမှုပဲကြပါတယ်ဆိုတော့အဲ့လိုမျိုးမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကြံတဲ့အစာအုပ်တွေကိုရရဲတင်းတင်းကျွန်တော်တို့ကအာမခံနိုင်တယ်ဆိုတာလေးဟိုပါလေ highlight လုပ်ချင်တာပါနောက်ပြီးတော့လူတွေကိုပြောတဲ့အချိန်မှာလဲနားဝင်အောင်လို့ကျွန်တော်ကဒီအားလေးကိုရှင်းရှင်းပြီးတော့ပြောတာပါ တော့နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်အခုဟိုပါပေါ့လေ building code ချိန်တယ် building code ကဒီငလျင်ဖြစ်သွားတဲ့ချိန်မှာဟိုပါပေါ့လေ relevant ဖြစ်သေးရဲ့လားဆိုတဲ့ဟာလေးကျွန်တော်တို့ပြောချင်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒါဆိုရင်ပြိုပြတ်သွားတဲ့အစားအုပ်ဒီဟာဆိုရင်သိတဲ့လူလည်းရှိမယ်မသိတဲ့လူလည်းရှိမယ်သူဆိုရင်ဘာမှတိတ်မဖြစ်ပဲနဲ့ကြံပါတယ်ဆိုတော့ဒါကဘာဖြစ်ပြောကျွန်တော်တို့တကတ်တကတ်ကိုတိန်ထောင်နဲ့ချီပြီးတော့ပေးရတဲ့ဟိုပါပေါ့လေအစားအုပ်ပါဒီကတကတ်တကတ်ကိုတိန် 50 60ပဲရှိမိတယ်သူတွေဘာလဲဆိုတော့ဒါကအဲ့ဒီမန္တလေးအဲ့ဒီအာအငားအိမ်ယာတမိုးနဲ့အိမ်ယာပါဆိုတော့သူကမြေကမ်းမြေပြောတဲ့နေရာမှာရှိတယ်အကိတ်ကလည်းသူ့နေရာမှာပို့ပြီးတော့မှပြင်းပြင်းခံရအောင်မယ်လို့ပြောပြောလို့ရပါတယ်ဒါပေမဲ့လည်းသူ့ကိုစောက်ထားတာကလည်းအဲမဟုတ်ပါဘူးတိတဲ့အတိုင်းပဲဒီအငားအိမ်ရဆိုတော့အဲမျိုးကုမ္ပဏီကြီးတွေကိုဝေချမ်းပြီးတော့ဟိုဟာ၃လုံးစီ၄လုံးစီစောက်တာပါဆိုတော့ ဟိုပါပေါ့လေကုမ္ပဏီကြီးတွေကိုပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့အရေးသွေးအဖြစ်အရန်ဘယ်လိုကောင်းလဲ average လို့မျိုးကျွန်တော်တို့အမြန်စောက်တဲ့အဆောက်အဦမျိုးပါဆိုတော့အဲ့လိုအဆောက်အဦဆိုလို့ကြည့်လဲသွားကြည့်ရင်တွေ့ပါလိမ့်မယ် structure ဘာမှမဖြစ်ပါဘူးသူမှရွှေရွှေတွေ့တွေ့ကျွန်တော် share work တွေပါလဲလုပ်ထားတာတွေဘာမှမရှိဘူးဒီတိုင်းအကုန်လုံး6ထပ်ကိုလှီကားနဲ့တက်ခိုင်းထားတဲ့အဆောက်အဦပါဟိုပါပေါ့လေရဲရဲစွတ်စွတ်တက်ခိုင်းထားပါတယ်ဒါပေမဲ့လေဟိုပါပါ အစာဦးကတော့တကယ်ကိုခိုင်ခန့်ပြီးတော့အဲ့ဒီအခုပြန်သွားတယ်ဆိုလို့ရှိရင်လည်းအဲ့မှာလူကအပြည့်ပြန်နေနေပါတယ်အစိုးရကအဲ့ဒါကိုနေခွင့်ဟိုပါပေါ့လေမပေးထားသေးပါဘူးဒါပေမဲ့သူတို့မှထမင်းတို့လည်းမရောက်နေစရာလည်းဟိုပါပေါ့လေလေမရှိတဲ့အတွက်ကြောင့်အကုန်လုံးဒီမှာပြန်နေပြီးတော့သူတို့ရဲ့ daily အလုပ်တွေကိုပြန်လုပ်နေကြပါတော်တော်ကိုစီကားနေတဲ့နေရာဖြစ်နေပါဆိုတော့ဒီမှာလည်းကျွန်တော်တို့က project လေးတခုလုပ်ထားပါတယ်အဲ့ဒါပြန်နေတဲ့လူတွေကိုအဲ့ဒါမျိုးပညာပေးတဲ့အစီအစဉ်လေးပေါ့အဲ့ဒါလေးလည်းကျွန်တော်တို့ဆက်သွားနေပါတယ် ဆိုတော့သစရစကားပြိုင်ကောက်လို့ရှိရင်ဒါဟိုဘာပေါ့လေ relevant ဖြစ်သေးရဲ့လားဆိုရင်ဒီပေါ်ကအခုဖြစ်သွားတဲ့ဟိုဘာပေါ့ဟိုဘာပေါ့လေမန်လေးငလျင်ပါဒါကကျတော့ကျွန်တော်အခုသုံးနေတဲ့ဟိုဘာပေါ့လေ2020ကပုံပါဆိုတော့ကြည့်လိုက်ရင်တွေ့လိမ့်မယ်ဒီစကိုင်း fog ကိုကျွန်တော်တို့ဟိုဘာလုတ်ပြီးသားပါ define လုတ်ထားပြီးသားပါအဲ့ဒါကကျတော့ဟိုဘာပေါ့လေ MMBC အခုထပ်ပြီးတော့ update လုပ်တဲ့ဟာပါဆိုတော့ဒါကတော့ဒါဒီဟာကိုပဲအခြေခံပြီးတော့မျိုးတွေ မှာရှိတဲ့ပါရမီတာတွေကိုကျွန်တော်တို့တိုးလိုက်တာပဲလုပ်ထားတာပါဆိုတော့ဒီပုံကိုကြည့်ကြည့်ရမြင်ကျွန်တော်တို့ဒီစကိုင်းဖုန်းမှာပဲကျွန်တော်တို့ဟိုပါပေါ့လေ1839လောက်အေးဝငလျင်ဆိုတာကြီးလှုပ်ခဲ့ပါတယ်အဲ့ဒီဟာကကျွန်တော်တို့8.3ရှိပါတယ်ဆိုတော့အဲ့လိုမျိုးဒီငလျင်ကြီးတွေလှုပ်ခဲ့တဲ့ဟိုပါပေါ့လေစကိုင်းဖုန်းကိုပဲအခြေခံမျိုးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ map ကိုနိုင်ကွာကျွန်တော် still ဟိုပါပေါ့လေ relevant လို့ပြောလို့ရပါတယ် အိတ်ကြော်ကြော်ကိုကျွန်တော်ခံနိုင်အောင်လုပ်ထားတာဆိုတာလည်းပြောလို့ရပါတယ်နောက်ပြီးတော့ဒီအတိုင်းပဲကျွန်တော်တို့တာမန်ပုံမှန်စောက်တဲ့ဟိုပါပေါ့လေစီဗင်တမုံနဲ့အင်ယာကိုကြည်ကြရပြင်ရလေကျွန်တော်တို့ပုံမှန်စောက်ထားတယ်ဒီ code ကိုပဲဟိုပါပေါ့လေပုံမှန်လိုက်နာတယ်ဆိုလို့ချိန်ပဲဟိုပါပေါ့လေ building တွေကအာဟိုပါပေါ့လေအဆင်ပြေတယ်ဆိုတာလေတွေ့ရပါလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဟိုပါပေါ့လေအခုလောလောဆယ်မှာကိုပဲကျွန်တော်တို့ MNPC ကုတ်တာကျွန်တော်တို့ still ပါပါပဲ relevant ပါပဲအဲ့ဒါပြောချင်ပါတယ်နောက်ပြီးတော့မန်လေးမှာနည်းနည်းလေးအားနည်းတဲ့ဟာလေးဟိုမှာပေါ့လေအချက်နှစ်ချက်တွေ့ပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ ground flow မှာရှိတဲ့တိုင်တွေကနည်းနည်းအားနည်းတဲ့အတွက်ကြောင့်သူမှဟိုပါပေါ့လေဒီဒီကိုင်မှုတွေများရတယ်နောက်တစ်ခါကျတော့ဗာလဲဆိုတော့ tech time detail လေးမှာဆိုတော့အဲ့ဒါကဒီဒီ structure ဆရာကြီးတွေတည်မယ်အဲ့ဒါမျိုးလုပ်ငန်းရှင်ကြီးတွေလည်းတည်လိမ့်မယ်ကျွန်တော်တို့ဒီဟိုပါပေါ့ ဒီဒီ building မှာတန်ကြီးတန်ကြီးလုပ်တဲ့အချိန်မှာပို့ပြီးတော့တေကြအောင်ပို့ပြီးတော့ဟိုပါပေါ့လေနွယ်နောင်မှုခံနိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့တန်ချောင်းပို့ပြီးတော့ဟိုပါလေဂီယူဒီဇိုင်းထည့်ရတာပို့ထည့်ရတာမဟုတ်ဘူးအဲ့မှာကွေးရဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုပါပေါ့ startup ကွေးတဲ့ဟာကို90စာဟိုပါပေါ့လေ135ကွေးရမယ်ဆိုတော့အဲ့လိုမျိုးတွေပါဆိုတော့မန်လေးမှာဗာတွေ့ရလဲဆိုတော့အဲ့လိုမျိုးလေးတွေတော်တော်အားနေတယ် building တွေတော်တော်များများမှာ90ပဲကွေးတာတယ် startup တွေကျဲတယ်အဲ့လိုမျိုးတွေတွေ့ရပါဆိုတော့ဘာလို့ပြလဲဆိုတော့ မန်းလေးမှာလည်းကျွန်တော်တို့ဟောပေါ့လေအထက်မြင့်လိုမျိုးသူတို့လိုက်ပြီးတော့ပုံသူကူးပြီးတော့လောက်တာရှိတယ်ဆိုတော့အဲ့ဒီမှာစစ်ဆေးတဲ့ process တွေကတော့ရန်ကုန်အတိုင်းပဲသူတို့လုပ်တယ်ဒါမဲ့လည်းရန်ကုန်မှာဒီစစ်ဆေးတာတွေမတိုင်ခင်တော့ဘူးပဲဆရာကြီးဦးတက်မြင့်တို့က train လုပ်ခဲ့တဲ့ push လုပ်ခဲ့တဲ့အဲ့ဒါမျိုး detail detailing ဆိုတော့အခုဆိုရင်ရန်ကုန်ကဟိုဘာတွေဆိုသိလိမ့်မယ်လုပ်ငန်းရှင်တွေဆိုသိလိမ့်မယ်အဲ့ဒါမျိုး time တွေဆက်တယ်ဆိုလို့ရှိရင်အလဲမှာဆက်တယ်ဆိုတဲ့ဟာကလူတိုင်းသိတဲ့ဟာဖြစ်နေပြီ။ မန်လေးမှာအဲ့ဒါမျိုးမဟုတ်ဘူးဆိုတော့အဲ့ဒါကိုနိုင်ကူကလည်းကျွန်တော်တို့ကဒီဟိုပါပေါ့လေမန်လေးမှာထိခိုက်တာများရတယ်လို့ထင်ပါတယ်ဆိုတော့မန်လေးကမန်လေးမှာအဲ့ဒါမျိုး HPBC ကိုပုံနူကူးပြီးတော့သူတို့လုတ်လုတ်ပေမဲ့အရေးကြီးတဲ့တက်တိုက်တီတီလေးကသူတို့စီပါမသွားဘူးပေါ့နော်သူတို့ကအဲ့ဒါမျိုးစစ်ဆေးတာနဲ့ဟိုပါပေါ့လေပတ်စံကောက်တာတော့မရှိမှာဘူးဗျာဆိုတော့အဲ့ဒါတွေကပိုလုတ်တာမျိုးဆိုတော့ ကျွန်တော်အဲ့အဲ့မျိုးတိုက်တိုက်တီတီလေးကကြံခဲ့ပါတယ်ဆိုတော့အဲ့ဒါကိုနိုင်ကိုကလည်းကျွန်တော်ဟိုပါပေါ့လေဒီဟာကိုသွားပြီးတော့အာအဆုံးရှုံးမှုများစေတဲ့အချက်လို့မြင်ပါတယ်ဆိုတော့နောက်ပိုင်းမှာလည်းကျွန်တော်အဲ့အမျိုးတိုက်တိုက်တီတီလေးကိုပို့ပြီးတော့တတိထားပြီးတော့လုပ်ဖို့တွေ training တွေလုပ်ဖို့တွေအဲ့အမျိုးတွေကမန်လေးနဲ့စကိုင်းမှာအများကြီးလိုပါမယ်ကျွန်တော်လည်းအခုအဲ့အမျိုးပယံလက်သမားတွေ ကိုလည်း training ပေးတဲ့ program လေးတွေကျွန်တော်စနေပါတယ်အဲ့ဒါအတွက်ကလည်းကျွန်တော်တို့အလူမျိုးတွေလိုပါတယ်ကျွန်တော်တို့ဘယ်လိုကောင်းမလဲအလုပ်သမားတွေလာတက်တယ်ဆိုလို့ရှိရင်သူတို့အတွက်ကိုကျွန်တော်တို့ကနေတွေ့ပေးရမှာတွေပါရှိရှိပါတယ်ဆိုတော့အဲ့ဒါလေးတွေလည်းပံ့ပိုးပေးဖို့ကျွန်တော်ဟိုပါပေါ့လေအလူခံပါတယ်ဆိုတော့ take away ရပါလဲဆိုတော့အဲ့ဒီ PDR တွေတန်းကဟိုပါပေါ့ response ကအရေးကြီးဆုံးအချက်ဖြစ်တယ်နောက်ပြီးတော့ response ကောင်းဖို့ကလည်းဒီဟာကအရေးကြီးဆုံးပါပဲ ဆိုတော့ဒီမှာဆိုရင်အခုဆိုရင်ကျွန်တော်နည်းနည်းနိုင်နိုင်နည်းနည်းကျွန်တော်စပြီးတော့လုပ်နေနေနိုင်ပါပြီ data လည်းတော်တော် ကောင်းနေပြီဆိုတော့အဓိကကပါလဲဆိုတော့ reusable space ဆိုကျွန်တော်ရှာတယ်နောက်ပြီးတော့ဟိုပါပေါ့လေ database ဆိုကျွန်တော် build လုပ်တယ်ဆိုတော့ဒါရထားပြီဆိုရင်ဒီနောက်ကနေပြီးတော့ regulation ကလိုက်လို့ရတယ်ဒီအိမ်မှာလူနေတယ်ဆိုလို့ရှင်နေပြီးတော့မှကျွန်တော်တို့လူနေတိုင်ခွင့်ကိုနောက်ကလိုက်လိုက်ပေးလို့ရတယ်ဆိုတော့အဲ့ဒီလိုကောင်းမလဲ အဲလူနေထိုင်ခွင့်ကိုအရင်လျှောက်ပြီးတော့၃လေးလလောက်နေတော့မှလူကိုအပေါ်တင်စရာမလိုဘူးပေါ့ဆိုတော့အဲ့လိုမျိုးဟိုပါလီ database လုပ်တဲ့ဟာအကျိုးတွေအများကြီးရှိပါတယ်ကျွန်တော်ဒီလုခွန်လဲလဲပစ္စည်းဝေချရေးတို့ပါတို့ကစာကျွန်တော်အများကြီးကိုကျွန်တော်ဆက်ပြီးတော့ပွားပြီးတော့လုပ်သွားနိုင်တဲ့ဟာပါဆိုတော့ဒီနှစ်ခုကကျွန်တော်အဓိကလုပ်တယ်နောက်ပြီးတော့ reusable space ကဘာကြောင့်အရေးကြီးလဲဆိုတော့ livelihood နဲ့ business အဲ့ဒါအရေးကြီးပါတယ်ဒီဒုက္ခတဲ့စခန်းကိုရောက်နေတဲ့လူတွေကတိုက်နေနေတဲ့နေတဲ့လူတွေပါ ဒီဟိုပါမျိုးပြင်မှာကျွန်တော်ပြန်ကြနေတဲ့သူတွေမဟုတ်ပါဘူးဆိုတော့သူတို့တွေကတိုက်အဲ့လိုမျိုးတဲနဲ့တန့်နဲ့နေနေကြမဟုတ်တဲ့အတွက်ကြောင့်သူတို့တွေနေလို့ရှိရင်လည်းခဏတစ်ပြုတ်ပဲ၃၄ရက်ပဲနေနိုင်တယ်ပြီးလို့ရှိရင်သူတို့ဟိုပါပေါ့လေဆက်ပြီးတော့မနေနိုင်ပါဘူးဆိုတော့ဒီလူတွေနောက်ပြီးတော့ဗာလဲဆိုတော့ဟိုပါပေါ့လေလပိတ်ဆိုင်ဖွင့်တာပဲပြပြပါပဲပြပြအဲ့မှာရှိတဲ့ skill worker တွေကဒီသူ့ရဲ့လုပ်ငန်းပြန်မဖွင့်နိုင်လို့ရှိရင်သူအကြိုက်မနေဘူး ူရွှေ့တယ်ကျွန်တော်အခုမန္တလေးရန်ကိုသွားလိုက်ပြန်လိုက်မှာလဲကျွန်တော်တွေ့ပါတယ်ကားတွေနဲ့တက္ကစီတွေနဲ့ဘာလဲဆိုတော့လူငယ်လေးတွေလူလတ်လေးတွေရွှေ့နေကြတာရန်ကိုဆိုတော့ recovery ကြာလို့ရှိရင်အဲ့လိုမျိုးကျွန်တော်တို့ skill training ပေးထားတယ်ကိုယ့်ရဲ့ဟိုပါပေါ့လေလုပ်ဖို့ကံပဲလေးတွေကတဖြည်းချင်းနဲ့ညော့သွားမှာပဲအဲ့ဒါဆိုရင်ကျွန်တော်လုပ်ငန်းပြန်စတဲ့အချိန်မှာကျွန်တော်တို့အခက်အခဲအများကြီးရှိပါတော့ဆိုတော့စစောရလိုမျိုး resource မြန်လို့ရှိရင်အဲ့လိုမျိုး recovery မြန်နေဆိုတာကလည်းအဲ့ဒါပါ တော့မြန်မြန်နဲ့ကုလုပ်ငန်းတွေပြန်စနိုင်လို့ရှိရင်အားလုံးကပုံမှန်ကိုမြန်မြန်ပြန်ရောက်သွားမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးအရေးကြီးပါတယ်ဒါပြီးတော့အဲ့ဒါလုပ်ရင်းနဲ့ပဲကျွန်တော်တို့ဒီ green နဲ့အကောင်လုံးဖယ်ထုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကင်တွေရတဲ့ဟာလေအများကြီးလျော့သွားတဲ့အတွက်ကြောင့်အဲ့ဒီဟိုဟာမှာလေ management မှာလေသူတို့ဟိုဟာပေါ့လေနိုင်နိုင်နင်းနင်းကင်တွေနိုင်တဲ့စီကိုပြန်ရောက်သွားပါမယ်နောက်တစ်ခုကပါလဲဆိုတော့ trauma လူတွေကကိုယ့်အိမ်ပုံကိုပြန်မတက်မရချေရ ကိုကျင်းစာလို့ရပါတယ်ဘလို့မှအဆင်မပြေပါဘူးဆိုတော့ဒီအိမ်ဝင်ပဲတတိကြီးကြီးနေတိုင်းကသူစိတ်ညစ်နေရတဲ့ဟာမှာပဲလဲနေမှာပေါ့နော်အဲ့ဒီကနေမှာကျွန်တော်တို့ကကိုယ့်အိမ်ကိုပြန်ရောက်သွားတဲ့အချိန်မှာလုပ်ငန်းတွေလည်းပြန်လုပ်နေပြီ process လည်းပြန်လုပ်နေဆိုရင်ကျွန်တော်တို့ကဟိုပါပေါ့လေဘလို့ခေါ့မလဲစိတ်ညစ်တဲ့ရက်တရက်ရော့သွားမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့သက်တမ်းကဘလို့ခေါ့မလဲ limit ရှိပါတယ်ကျွန်တော်တို့ကနှစ်တရာကျော်အောင်လည်းမနေရပါဘူးဆိုတော့အဲ့ဒီထက်ကကျွန်တော်တို့ဆက်နေရတဲ့နေ့တနေ့ကကျွန်တော်စိတ်ညစ်ရတဲ့နေ့နေ့တနေ့ဖြစ်နေတာနဲ့ ဒီစိတ်ချမ်းသာတဲ့နေ့တစ်နေ့ဖြစ်တယ်ဆိုတော့စိတ်ညရတဲ့နေ့တစ်နေ့ဆိုတော့စိတ်ချမ်းသာတဲ့နေ့နေ့တစ်နေ့ရော့သွားတာပဲဆိုတော့ဒီလူတွေဒီကိုယ့်အိမ်ကိုကိုပြန်ရောက်သွားတဲ့အချိန်မှာ နောက်ပိုင်းမှာ तू ကစိတ်ချမ်းသာတဲ့နေ့ဖြစ်သွားမှာပေါ့နော်အဲ့ဒီပုံမရောက်မချင်းอ่ะ तू ကစိတ်ဆင်းရဲနေရတဲ့နေ့ဖြစ်နေပါဘောဆိုတော့အဲ့လိုမျိုးကြံကြည့်လို့ရှိရင်လေလူတွေရဲ့အဲ့ဒီ public ရဲ့ trauma တွေကိုလည်းကျွန်တော်တို့အများကြီးကျွန်တော်တို့လျှော့ချပေးပေးနိုင်ပါတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ green space ပြန်လုပ်တယ်ဆိုတာအင်မတန်အရေးကြီးပါတယ် ပြန်စောက်တယ်ဆိုရင်တော့မှအဲ့ဒါမျိုးတနည်းနည်းနဲ့ပြီးတော့မှပဲအစ်စ်ပြန်စောက်တာပို့ပို့ပြီးတော့ relevant ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီအချိန်မှာအရန် demand အရန်များနေတဲ့အတွက်ကြောင့်သူကအစ်စ်ပြန်စောက်ရင်အဲ့ဒီမှာအလုံးလုံးနိုင်တဲ့သူတွေပါတယ်တော်တော်များများအဲ့ဒီတွေကိုရောက်သွားရောက်သွားမှဖြစ်တဲ့အတွက်ကြောင့်တခြားသူ့မှာလိုတဲ့နေရာတွေမှာပို့ပြီးတော့အားနေတဲ့ဟိုပါပေါ့လေ အဲ့ဒီငွေကြေးတိတ်မတုံနိုင်တဲ့သူတွေမှာလုတ်ပေးနိုင်တဲ့ဟိုပါပေါ့လေ main power ကျွန်တော်ယော့ယော့သွားမှမှာဖြစ်လို့ပါဆိုတော့အဲ့ဒါအဲ့ဒါမျိုး surviving building မျိုးလေအတိုက်နိုင်ဆုံးကျွန်တော်ကပြန်ပြီးတော့ save လုပ်ဖို့လိုပါတယ်နောက်ဆုံးတစ်ချက်ကတော့ building code still ဟိုပါဗာ relevant ပါကောင်းလဲကောင်းတယ်ယုံကြည်စိတ်ချစွာကျွန်တော်သုံးစွဲနိုင်ကြောင်းပြောကြရင်းနဲ့ညီကောင်းချောက်ရပါခင်ဗျာ